အားလုံးမမင်္ဂလာပါကျွန်တော်နိုင်ငံမှာခုနောက်ပိုင်းလူငယ်ကြားထဲမှာတော်တော်လေးရေပန်းစားပြီးတော့လူပြောများနေတဲ့စကားတခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့တိုင်းကလမ်းပြောင်းနေပြီဘာလို့လို့ဘာကိုင်းမှမသိဘူးဖြစ်နေရဆိုတဲ့စကားပါဟုတ်ပါတယ်အဲ့ခံစားချက်ကိုလူငယ်နှစ်ပေါင်း30ကျော်လောက်ကအသက်38နှစ်ရွယ်လူငယ်တယောက်လည်းခံစားခဲ့ရမှုပါတယ်အဲ့ဒီချိန်တုန်းကလည်းသူ့မှာတောင်းယူထားရတဲ့သမီးနှစ်ယောက်နဲ့ဇနီးတစ်ယောက်လည်းရှိခဲ့ပါတယ်ဒါပေမဲ့လို့သူကအသက်48နှစ်ရွယ်မှာတော့ ထိတ်ဆုံးရာထူးဖြစ်တဲ့တမရရာထူးလက်ခံရရှိခဲ့ပြီးတော့ကမ္ဘာဩဇာအကြီးမားဆုံးလူပုဂ္ဂိုလ်ဆင်းနဲ့မှလည်းပါဝင်ခဲ့ပါတယ်။ဟုတ်ပါတယ်သူကတော့ဗလာဒီမီယာပူတင်ပဲဖြစ်ပါတယ်။ဒါဆိုရင်ပူတင်ရဲ့ဘယ်လိုမျိုးခံယူချက်တွေစိတ်ဓာတ်တွေကသူ့ထိတ်ဆုံးလေးရအောင်ပို့ခဲ့လဲဆိုတာကျွန်တော်လေ့လာကြည့်အောင်။ပူတင်ကို1950နှစ်အောက်တိုဘာ9ရက်နေ့မှာလီနင်ဂရက်မြို့မှာမွေးဖွားခဲ့ပါတယ်။လီနင်ဂရက်မြို့ဟာဆိုလို့ရှိရင်ဆိုဗီယက်ပြည်ထောင်စုရဲ့မြို့ကြီးတစ်မြို့ဖြစ်ပြီးတော့ ဒုတိယကမ္ဘာစစ်မှာဂျာမန်တွေရဲ့ရပ်ပေါင်း900လောက်ပိတ်ဆို့တိုက်ခိုက်တာကိုခံခဲ့ရတဲ့မျိုးလေးဖြစ်ပါတယ်။စစ်မတိုင်ခင်မှာလူကြီး3တန်းလောက်ရှိခဲ့ပြီမယ်လို့စစ်ပွဲပြီးတဲ့အချိန်မှာလူကြီး2တန်းလောက်ပဲကျန်ရှိခဲ့ပါတယ်။ကျန်တဲ့လူကြီး2တန်းကတော့စစ်ပွဲတွင်းမှာအစာရေးစံငတ်မှုခေါင်းပါတာတွေအသက်ပြက်ခံရတာကြောင့်သေဆုံးခဲ့ရပါတယ်။ဒုတိယကမ္ဘာစစ်တွင်းမှာဆိုရင်ဆိုဗီယက်ပြည်သူစုစုပေါင်း26တန်းလောက်အသေဆုံးခဲ့ရပါတယ်။ဒီလီနင်ဂရက်မြို့လေးမှာမှထူးထူးခြားခြား ဘူတင်ရဲ့မိဘနှစ်ပါးသက်ရှင်ကျန်ရခဲ့ပါတယ်။ဘူတင်ရဲ့အရင်အကိုနှစ်ယောက်ရှိခဲ့ပေမဲ့လို့စစ်ပွဲတွင်မှာပဲနှစ်ယောက်လုံးတည်ဆုံးခဲ့ရပါတယ်။ဘူတင်မွေးတဲ့ချိန်တော့ဆိုလို့ရှိရင်စစ်ပွဲပြီးလို့ခုနှစ်နှစ်ကြာမှဘူတင်မွေးခဲ့တာပါ။မိဘနှစ်ပါးလုံးကလည်းအသက်40ကျော်မှရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘူတင်တဲတဲလို့ချစ်ခင်ခဲ့ကြပါတယ်။ဘူတင်ဟာဆိုလို့ရှိရင်ငယ်လေးကချူကြပြီးတော့ခဏခဏအေးမိဖျားနာတာမျိုးဖြစ်တတ်ပါတယ်။ပြီးတော့သူ့အသက်နဲ့ရှင်လို့ရှိရင်လည်းလူကောင်ကတေးပြီးတော့အရက်ကလည်းပူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ဖြစ်ပွဲပြီးရသိမကြသေးရမို့စာဝန်တွေချုပ်တဲ့အနေအစာအာဟာရမလုံလောက်တဲ့အကြောင်းလည်းပါပါတယ်ပူတင်တို့မိသားစုတွေရဲ့အခန်းလေးရာဆိုရင်၁၄ပြည့်ပတ်လောက်ပဲရှိပြီးတော့အိတ်ခန်းချင်းလေးပါပဲသူတို့တွေနေကြစားကြရပါတယ်ပူတင်ရဲ့မေမာရီယာဆိုလို့ချင်းစစ်ပွဲကြောင့်မလို့ပညာရေးဆုံးခန်းတိုင်အောင်မတင်ကြလိုက်ရပါဘူးပူတင်ကိုနေပတ်မှာထိန်းချောင်းပြီးတော့ညဘက်မှာတော့စာဝန်တွေတဲ့ဗမုတ်ဖို့မှာတန်ရှင်းသမားလုပ်ခဲ့ရပါတယ် ဗူရင်ဘီရီကိုတော့ဆိုရင်စိတ်ဟိုမှာလုံးလုံးနေပြီးတော့မနေ့တိုင်း9နာရီမှာ ပုံမှန်လုပ်ဝင်ရပါတယ်။ညနေပြန်လာတဲ့ချိန်မှာတော့စစ်ပွဲကြောင့်မပြီးဆုံးသေးတဲ့သူ့ရဲ့ပညာရေးကိုညချောင်းဆက်တက်ပြီးစူးစမ်းခဲ့ပါတယ်။အရင်ကတော့ပူတင်ရဲ့ဖေဟာဆိုဗီယက်ရင်ကုန်တပ်မတော်မှတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဒါပေမဲ့စစ်ပွဲအတွင်းမှာသူ့ရဲ့ခြေထောက်တစ်ဖက်ကဖုံးတဲ့ညောင်းထိုင်ရန်ရခဲ့ပါတယ်။ပုံမှန်ရုရှားကလေးတွေအရဆိုလို့ရှိရင်အသက်9နှစ်ရွယ်မှာကျောင်းတက်ရပြီမဲ့လို့ပူတင်ကတော့အသက်10နှစ်ရွယ်မှာမှကျောင်းတက်ခဲ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ပူတင်ကအော်တိုဘာလမှာပွေးခဲ့သူဖြစ်လို့ပါရုရှားတွေရဲ့ပုံမှန်ចောင်းဖွင့်တဲ့ຢာတီကစက်တင်ဘာလမှာမှဖွင့်တာပါပူတင်ကငယ်လေးတည်းကဟာစော့တန်ပြီးတော့ចောင်းစာကိုစိတ်ဝင်စားလို့မရှိပါဘူးသူ့ရဲ့ဆရာမတွေပြောပြရတော့ပူတင်ကတယောက်တည်းနေတဲ့အချိန်ဒီမှာဆိုလို့ရှိရင်ပဒင်းမောက်ကိုငေးကြည့်ပြီးစိတ်ကူးရင်နေတက်တယ်ပြောပါတယ်ပူတင်ရဲ့ဖေဟာဆိုရင်ပူတင်ကိုပညာထူးချွန်စေခြင်းပဲမဲ့ပူတင်ရဲ့ရမှတ်တွေကပြန်ပြသုံးမှတ်ကနေလေးမှတ်ပဲရလိမ့်ရှိပါတယ်ရုရှားចောင်းတွေရဲ့တတ်မှတ်ထားတဲ့အမြင့်ဆုံးမှတ်ကတော့၅မှတ်ဖြစ်ပါတယ် ဦးတင်ရအကြောင်းမှာတကယ်ကြီးနေပြီးရောအားတဲ့ချိန်မှာတော့စာရီဖတ်နေလေးရှိပါတယ်။သူသက်73နှစ်ရဲ့6တန်းမှာတော့သူ့ဘဝကိုပြောင်းလဲဖြစ်စေရဲ့စာအုပ်တော်ကိုသူဖတ်ခဲ့ရပါတယ်။အဲ့စာအုပ်ကဘာစာအုပ်လဲဆိုတော့ The Sword and the Sheet ဆိုတဲ့စာအုပ်ပါ။1965ခုနှစ်မှာထုတ်ဝေခဲ့ပြီးတော့3နှစ်ကြာမှာတော့ရုပ်ရှင်ဖြစ်ကိုရိုက်ကူးခဲ့ပါတယ်။စာအုပ်ထဲမှာရေးထားတဲ့အကြောင်းအရာကတော့ Russia ထောက်လိုင်းအေဂျင့်တယောက်ရဲ့အကြောင်းပါ။ ဲရုရှားထောက်လိုင်းအေဂျင့်ဟာဆိုရင်ဂျာမန်မှာသွားပြီးတော့တရှုပ်လုပ်ခဲ့ပြီးတော့ဂျာမန်မှာရှိတဲ့စစ်စင်ကြီးတော်တော်များဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒီဇက်လန်အဖြစ်အမှန်အောင်ခြေခံပြီးရိုက်ကူးတာဖြစ်ပါတယ်။ဒီစာအုပ်ဖတ်ပြီးတဲ့နောက်မှာတော့ပူတင်ကထောက်လိုင်းအေဂျင့်ဖြစ်ခြင်းနဲ့စိတ်တီးတဖွားဖွားဖြစ်ပေါ်လာခဲ့ပါတယ်။ဒီလိုနဲ့သက်73နှစ်ရဲ့မှာထောက်လိုင်းအေဂျင့်ဖြစ်ခြင်းတာမလို့ကိုကံမညာတခုကိုလေးလာလိုက်စာဖို့ဆုံးဖြတ်ခဲ့ပါတယ်။နဲ့ပူတင်ကစံဖို့အကားစားကိုစတင်ပြီးတော့တင် जा ခဲ့ပါတယ်။ စံဘူအာကစားဆိုလို့ရှိရင်ရုရှားနိုင်ငံရဲ့အာကစားတစ်မျိုးဖြစ်ပြီးတော့ဂျူဒိုနဲ့နပန်းကိုပေါင်းစပ်ထားတာဖြစ်ပါတယ်။ဝူတင်စံဘူအာကစားကိုဆက်ဆက်ဆော့ရတဲ့နေမှာအာကစားဖက်နှက်ကိုမဝင်နိုင်တာမလို့ခြေအင်းနဲ့ပဲလေ့ကျင့်ခဲ့ရပါတယ်။အာကစားဝစ်ဆုံဆိုလို့ရှိရင်သူ့မိဂူရန်ချုပ်ပြီးဝစ်ဆုံကိုဝစ်ဆင်ခဲ့ရပါတယ်။နောက်နေ့မှာတော့ကန်ကောင်းစွာနဲ့ပူတင်ကအာကစားဝစ်ဆုံကို ခွင့်ရခဲ့ပါတယ်။အဲ့ဒါတော့သူ့ရဲ့တင်နန်းပေါ်တယောက်ကသူ့ကိုကီမိုနိုဝစ်ဆုံတစ်စုံလက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ပူတင်အားကစားလုပ်ပြီးတော့မှသူကသူအရေးတကြီးကြီးနဲ့အမြဲကယူဆိုင်နေလေးရှိပါတယ်။သူရဲ့ဓာတ်ပုံတွေဆူတာပြီးတော့ဓာတ်ပုံအဲမန်ပေါ်မှာလည်းကျမ်းမာသော ခန္ဓာကိုယ်ပေါ်မှာခိုင်မာသောစိတ်တက်ရှိရဆိုပြီးရေးထားပါတယ်။ဒီချက်ကိုကြည့်ခြင်းအပြင်ပူတင်ငယ်လေးရဲ့စိတ်တက်ခိုင်မာမှုအတွက်ခန္ဓာကိုယ်ကျမ်းမာတန်ဆွမ်းမှုလိုရဆိုတာကိုသတိပြုခဲ့မိပုံရပါတယ်။အဲဒါကြောင့်မလို့သူအားကစားကိုအပြင်းထန်ကြိုးစားခဲ့တာပါ။ထောင်လိုင်းအေဂျင့်ဖြစ်ခြင်းနဲ့ပူတင်ဟာဆိုလို့ချင်းအသက်16နှစ်ရွယ်မှာ KGB ထဲဝင်မှုတွားရောက်ရှောက်ထားခဲ့ပါတယ် KGB ဆိုတာကတော့ဆိုဗီယက်ပြည်ထောင်စုကဖွဲ့စည်းထားတဲ့ထောက်လှမ်းအေဂျင့်တစ်ခုဖြစ်ပါတယ်။ဒီ KGB ရဲ့အကြောင်းသူတွေချင်းအဖြစ်ဖြစ်တဲ့ KGB ရာရှိတယောက်စီကသူကြားခဲ့ရဖြစ်ပါတယ်။ KGB ရုံးကိုသူသွားရှောက်တဲ့အခါမှာတော့ reception ကသူ့ငယ်သေးရမလို့နှစ်ကြိမ်တိုင်တိုင်ညှင်းလွတ်ခဲ့ပါတယ်။ဒါပေမဲ့ဆွေးမလျှော့တဲ့ဘူတရန်သုံးကြိမ်တိုင်တိုင်မှာတော့ KGB ရာရှိတယောက်ကိုတွေ့ခင်ရခဲ့ပါတယ်။အဲဒီတော့ KGB ရာရှိကသူ့ကိုထွက်လာပြီးတော့လက်တလုံးမှာ KGB မှာဝင်လျှောက်တဲ့လူတွေများနေတဲ့အတွက်ကြောင့်မလို့ ဝင်ငွေလက်မခံသေးကြောင်းနဲ့တကယ်လို့ KGB တဲဝင်မယ်ဆိုလို့ရှိရင်စစ်တပ်ကထွက်လာဒါမှမဟုတ်ပညာရေးဆုံးခန်းတိုင်ပြီးသွားတဲ့လူမှသာအခွင့်အရေးပိုကြီးများနိုင်နေရှိရဆိုပြီးပူတင်ကိုရှင်းပြခဲ့ပါတယ်ဒီလိုနဲ့ပူတင်နားလေလိုက်တာတကယ်လို့ KGB ရဲ့သူဝင်မယ်ဆိုလို့ရှိရင်ဆိုဗီယက်ဥပဒေဘာသာတစ်ခုခုနဲ့နိုင်ငံခြားဘာသာတစ်ခုခုကိုတင်ထားမယ်ဆိုလို့ရှိရင်ပိုပြီးအခွင့်အလမ်းများနိုင်နေရှိရဆိုတာပူတင်သိလိုက်ရပါတယ် ဒါကြောင့်မလို့သူ10နဲ့ရောက်တဲ့ခါမှာတော့သူရမ်းစိတ်ဝင်စားရတယ်ဓာတုနဲ့ယူပပေးတာကိုမယူဘဲနဲ့ဆိုဖီးယားဥတည်မေဂျာနဲ့ဂျာမန်ဘာသာကိုတွဲပြီးယူခဲ့ပါတယ်။ပူတင်ကအဲ့ဒီရွယ်ကလေးကသူဖြစ်ချင်တာနဲ့ဖြစ်တင်တာနဲ့ကောင်းကောင်းရွေးချယ်ဆုံးဖြတ်နိုင်တယ်ရှိပါတယ်။ပူတင်က KGB ထဲဝင်ငင်းရှောက်လိုက်အငင်းပဲခံလိုက်ရတယ်၄နှစ်ကျော်လောက်ချိန်ကြာခဲ့ပါတယ်။ဒါပေမဲ့ဆွေးမလျှော့တဲ့ပူတင်ကနောက်ဆုံးမှာတော့လူရောက်တရာကျော်ရွေးတဲ့နေရာမှာ၁၀ရောက်တဲ့နေရာမှာသူပါဝင်ခဲ့ပါတယ်။ ဖြေဆိုတဲ့ဘာသာရပ်တွေထဲမှာဆိုရင်တဘာသာပဲပြီးရပြီကျန်တဲ့ဘာသာတော်တော်များသူအေးရခဲ့ပါတယ် KGB ရဲ့သူတရားဝင်ရောက်နိုင်ခဲ့တာတော့တက္ကသိုလ်ဆောင်မွေတွေပြီးလို့အသက်24နှစ်ရွယ်မှာမှတရားဝင်ရောက်နိုင်ခဲ့ပါတယ်ဘူတင်ကတက္ကသိုလ်ဆားတက်တက်ချင်းမှာပဲစံပုံမှာကပန်းနဲ့ရတာပြီးတာဖြစ်ပါတယ်သူရဲ့နေပြစံပုံနဲ့ဂျူဒိုကသဘောတရားချင်းတူတာမလို့ဂျူဒိုကတွဲပြီးတင်မှုအတွက်သူတိုက်တွန်းခဲ့ပါတယ်။ဒီလိုနဲ့ဘူတင်ကနှစ်နှစ်ကြာတဲ့အခါမှာတော့ ဂျူဂျိုမှာလည်းကပတ်နဲ့ရခဲ့ပါတယ်။ပူတင်ကပြိုင်ပွဲကြလို့ရှိရင်သူ့ရဲ့ပြိုင်ဘက်ကိုသူပါလို့ထုတ်မယ်ဆိုတာမခံမနိုင်အောင်လို့ဟန်ဆောင်တတ်ပါတယ်။ပြီးတော့ပူတင်ရဲ့အာသာချက်ကဘေယောညာကိုဂိုင်ပေါက်နိုင်စွမ်းရှိတာပါ။ဘလုံးသမားအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဘေချီယောညာချီယောတုံးကြီးကိုတင်တတ်တာဖြစ်ပါတယ်။သူအသက်24နှစ်ရဲ့မှာတော့သူတို့သူတို့မျိုးဖြစ်တဲ့ဒီနီဂရက်မှာသူကချန်ပီယံဖြစ်နေပါတယ်။ တက်ကူတက်နေတဲ့အချိန်တွေမှာလည်းသူကမနက်တိုင်း9နာရီထားပြီးလီနီဂရက်မြို့ပြင်မှာရှိတဲ့ဂန်ယူပတ်ပြေးလေးရှိပါတယ်။သူ့ရဲ့မိသားစုကလည်းစာဝင်နေခက်ခဲတာမလို့ပညာကိုချိုးချံနေပဲတင်ယူခဲ့ရပါတယ်။ကျောင်းပည့်ရက်ဒီမှာပုံငွေရအောင်ဆိုပြီးတော့စောက်လို့ရလုပ်ငန်းတွေမှာအချိန်ပိုင်းဖြစ်တဲ့အလုပ်ချမ်းဝင်လုပ်တာအိမ်ဆောက်တဲ့ခါမျိုးမှာလိုအပ်တဲ့သစ်ပင်တွေခုတ်လဲပေးရတာမျိုးတွေသူလုပ်ခဲ့ရပါတယ်။ဒါပေမဲ့ကံကောင်းခြင်းတော့တက်ကူတက်တဲ့နေ့မှာတော့ဘူတင်းရဲ့မိဘတွေကထိပေါက်ခဲ့ပါတယ်။ အဲ့ခေတ်တော့ထိပေါက်တယ်ဆိုလို့ရှင်ကာတူးမဟုတ်ကာဒါမှမဟုတ်ငွေသားကိုကိုကြိုက်တာရွေးချယ်ခွင့်ရှိပါတယ်ဘူတင်ရဲ့မိဘတွေကတော့ကားကိုရွေးချယ်ခဲ့ပြီးတော့ဘူတင်ကိုလက်ဆောင်ပေးခဲ့ပါတယ်အားကြောင့်လို့ဘူတင်ကကားနဲ့တကယ်တန်နိုင်တဲ့ခွင့်ရရှိခဲ့ပါတယ်ဘူတင်တန်း20လောက်မှာသူ့ရဲ့ဘဝမှာအင်မတန်ဝမ်းနည်းစရာကောင်းတဲ့ဖြစ်ပျက်တစ်ခုဖြစ်ခဲ့ပါတယ်အဲ့ဒါပါလဲဆိုတော့သူ့ရဲ့တငယ်ချင်းတယောက်ကိုပြိုင်ပွဲမှာသူကင်ပေါက်လိုက်မိတာပါ ူရဲ့တင်ခဲ့ကြံသူရဲ့ကံပေါင်းမှုကြောင့်ခေါင်းနဲ့မြေပြင်ကြားခဲ့ပြီးတော့တကုံလုံးမလုံနိုင်မနဲ့လေပြန်းသွားခဲ့ပါတယ်။အိတ်တန်ရနဲ့ပဲဆဲလောက်ကြတဲ့အခါမှာတည်ဆုံးခဲ့ရပါတယ်။သူရဲ့တင်ခဲ့ကြံအတုဘာမှာဆိုရင်ဘူတင်ဟာသူရဲ့မျက်နှာမှာဘာတွေဖြစ်နေလဲဆိုတာလူရှိသူရှိမှချမှတ်ပြခဲ့ပါဘူး။လူရှိမှာတော့သူကဘာမှမဖြစ်သလိုပဲဟန်ဆောင်နေခဲ့ပါတယ်။သူရဲ့တငငချင်းမိဘရင်းနဲ့အုတ်ကူသွားလေတဲ့အခါမှာတော့ပူတင်ကသူ့ရဲ့တငငချင်းအုတ်ကူဖတ်ပြီးတော့တဲတဲထန်ထန်ကိုကြွေးခဲ့ပါတယ် အဲ့ဒီကပူတင်ကသူ့ရဲ့ခံစားချက်ကိုသူ့ရဲ့မျက်နှာမှာမပေါ်အောင်ထိန်းချုပ်နေတတ်ပါပဲ KGB ရဲ့ဝင်ငွေရပြီဆိုလို့ရှိရင်တာမန်ရတပြည်သူတွေမရတဲ့ခွင့်ရရလိမ့်ရှိပါတယ်ပူတင်ကလည်းအဲ့ဒီပါဆိုလို့ရှိရင်တိုက်ခန်းတခန်းနဲ့ကာဒစီရခဲ့ပါတယ်ပူတင် KGB ရဲ့ဝင်ပြီး6လကြာမှာတော့သူ့ရဲ့အထက်ရရှိတဲ့ပူတင်သဘောကျရအောင်လို့မော်စကိုကိုတနည်းလောက်ပညာတော်သင်သွားလွတ်ခဲ့ပါတယ်တနည်းလောက်မော်စကိုမှာပညာတော်သင်သင်ပြီးတဲ့နောက်မှာတော့သူကလီနင်ဂရက်မြို့ပြန်လာခဲ့ပါတယ် ီလိုနဲ့အသက်28နှစ်ရွယ်မှာတော့သူကသူ့ရဲ့ကျင်အားပဲဖြစ်မဲ့လူမီယာကိုတွေ့ခဲ့ပါတယ်။တကယ်ရင်တယောက်ကအောင်သေးပေးရတဲ့ကားဆက်ယုံမှာလူမီယာနဲ့ချင်းတွေ့ပြခဲ့ပါတယ်။ပူတင်နဲ့လူမီယာတယောက်နဲ့တယောက်သုံးနှစ်သုံးမိုးလောက်လိလာပြီးတော့မှလက်ထပ်ယူခဲ့တာဖြစ်ပါတယ်။ပူတင်ဟာဆိုလို့ရှိရင်လူမီယာကိုမယူခင်မှာလည်းအချင်းချင်းဆန်းသက်ခဲ့တာမျိုးပြုလုပ်ခဲ့ပါတယ်။အဲ့ဒါဘယ်လိုမျိုးလဲဆိုတော့ချင်းတွေ့ရဲ့ချိန်မှာတနင်္လာနေ့လောက်နောက်ကျတတ်တာ။ တခုခုသူအမားလုပ်ပြီးွားရင်လည်းဘယ်တော့မှပြန်မတောင်းမန်တတာမျိုးတွေအဲ့လိုမျိုးကြီးဆန်သက်ခဲ့ပါတယ်။ဒါပေမဲ့လူမေယာသူ့ကိုအချင်းချင်းတီးခန့်ခဲ့တာမလို့ပူတင်ကလက်ထပ်ဖို့တွေရည်ချဲ့ခဲ့တာဖြစ်ပါတယ်။ပူတင်တို့လက်ထပ်တဲ့အချိန်မှာပူတင်အသက်က30လောက်ဖြစ်နေပါတယ်။ပူတင်တို့လက်ထပ်ပြီးတဲ့အချိန်မှာတော့သူသူစီရင်နေတဲ့သူသူမိဘအိမ်မှာပဲအတူတူနေခဲ့ပါတယ်။ပူတင်ရဲ့ဘေးစစ်ပြန်ရဆိုလို့ရှိရင်လည်းကျမကြီးမကောင်းတာမလို့အစိုးရအနေချပြီးတိုက်ခန်းချက်ကြီးတခုရရှိခဲ့ပြီးဖြစ်ပါတယ်။ ဘူတင်အသက်32နှစ်ရွယ်မှာတော့ဂျာမန်ဘာသာကျွမ်းကျင်တဲ့ဘူတင်ကဂျာမန်နိုင်ငံဒက်စတင်မြို့မှာတာဝန်ကျခဲ့ပါတယ်။အဲ့ဒီတုန်းကဘူတင်မှာ6လရဲ့တမိကြီးလည်းမွေးဖွားခဲ့ပြီးဖြစ်ပါတယ်။ဘူတင်မိန်းမတက္ကသိုလ်မှာဆိုလို့ရှိရင်လည်းစပိန်ဘာသာနဲ့ပြင်သစ်ဘာသာကိုသင်ယူခဲ့တာမလို့ဂျာမန်ရောက်တဲ့အခါမှာတော့ဂျာမန်ဘာသာကိုဆက်ပြီးသင်ယူခဲ့ပါတယ်။ဘူတင်အသက်34နှစ်ရွယ်မှာတော့ဒုတိယမြောက်တမိကြီးကိုထပ်မံရရှိခဲ့ပါတယ်။ဂျာမန်မှာ၄နှစ်ခွဲလောက်နေပြီးရဲ့နောက်မှာတော့ဗာလင်တိုင်းပြိုကျတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့1990လောက်မှာဒီနေဘက်ကိုပြန်ရောက်ခဲ့ပါတယ်။ ဒီနေခွက်ကိုပြန်ရောက်ပြီးရနောက်ပိုင်းမှာပူတင်ကအလုတ်ကင်နဲ့ပတ်သက်ပြီးတော်တော်လေးအဆင်မပြေဖြစ်ခဲ့ပါတယ်။ KGB ဖွဲ့စည်းရလဲရိုင်းနေပြီးတော့ပြိုလဲတော်မှုဖြစ်နေတဲ့အချိန်မှာပူတင်ကလီနေခွက်ကိုပြန်ရောက်တဲ့အချိန်မှာတော့တက္ကသိုလ်မှာဒုပကျောင်းအနေနဲ့လုပ်ခဲ့ရပါတယ်။ဒါကလည်းဟန်ပြားသက်သက်သာဖြစ်ပြီးတော့တကယ်တမ်းတက္ကသိုလ်မှာတချို့လောက်ရတာဖြစ်ပါတယ်။လားစားကလည်းအရင်တော့မကောင်းပဲနဲ့မရသလောက်ဖြစ်နေခဲ့ပါတယ်။ဒါကြောင့်မို့ပူတင်ကသူ့မိမကိုဂျာမန်ဘာသာသင်တဲ့ဆရာမလို့ဘုရားတိုက်တွန်းခဲ့ပါတယ်။ အဲ့ဒီတော့ပူတင်ရဲ့ပုံစံဆိုလို့ရှိရင်ရေကြက်တွေလမ်းပြောက်ပြီးတော့ဘာလို့ရမှန်းမသိရလူတယောက်ပုံစံမျိုးဖြစ်နေတယ်လို့သူမိမပြောခဲ့ပါတယ်ဒီလိုနဲ့တက္ကသိုလ်မှာလုံးမရှိပဲနေလာခဲ့တာ6လလောက်ကြာတဲ့နောက်မှာတော့ပူတင်ကចောင်းစရာဒါမှမရှိနေလို့ဘူးအတွက်စဉ်းစားခဲ့ပါတယ်ရှင်းနေလို့ဘူးအတွက်လည်းသူကစာရီပြန်ဖတ်ပြီးတော့ကွင်းစင်းလီလာမျိုးတွေလုပ်ခဲ့ပါတယ်ဒီလိုနဲ့ပူတင်ဘုရားမှာကြီးကြီးမားចောင်းလင်းတစ်ခုဖြစ်ခဲ့ပါတယ်အဲ့ဒါတော့1990မေလမှာပထမဆုံးရွေးကောက်ပဲကျင်းပခဲ့တဲ့အချိန်ဖြစ်ပါတယ် ကောက်ပဲမှာလီနဂရမ်မြို့တော်ကောင်စီက soft check ကိုကောင်စီဥက္ကဋ္ဌဖြစ်နေရွေးချယ်ခဲ့ပါတယ် soft check ကတော့အရင်တုန်းကဥပဒေကတိကအဟောင်းတယောက်ဖြစ်ပြီးတော့ပူတင်ရဲ့သူ့ရဲ့တပည့်ဖြစ်ခဲ့ဥပါတယ်အလုံးမရှိရဲ့ပူတင်ကအဲ့တော့ soft check နဲ့တွားတွေ့ပြီးတော့သူ့ရဲ့အခြေအနေကိုပုံမှန်လင်းပြောပြပြီးတော့အလုပ်တောင်းခဲ့ပါတယ်ဆိုလာမှာတော့ပူတင်ကအလုပ်ရပြီးတော့ဘီလာမှာ soft check အကြံပေးတယောက်ဖြစ်လာခဲ့ပါတယ် KGB လည်းနောက်ပိုင်းမှာသူကထွက်စာတင်ခဲ့ပါတယ် 1991ဇွန်လမှာတော့မြို့တော်ဝန်ရေကောက်ပွဲထပ်ပြီးတော့ကျင်းပခဲ့ပါတယ်။အဲ့တော့ပူတင်ကတော့မဲဆက်စည်းရုံးတဲ့ဘက်မှာဥဆောင်ပြီးလှုပ်ရှားခဲ့ပါတယ်။ဒီဒီချိန်မှာတော့ဆော့ချက်ပဲထပ်မံရွေးချယ်ခံရပြီးတော့ပူတင်ကတော့မြို့တော်နိုင်ငံခြားရေးကော်မတီရဲ့ဥက္ကဋ္ဌဖြစ်ခန့်အပ်ခြင်းကိုခံခဲ့ရပါတယ်။၃နှစ်ကြာပြီးတဲ့နောက်မှာတော့ဒုမြို့တော်ဝန်ဖြစ်လာခဲ့ပါတယ်။ဆိုပြီးရမှာထူးထူးခြားခြားအပြောင်းအလဲနေနဲ့1991ဩဂုတ်လမှာသမ္မတမခေကိုပါချက်ကိုအနာသိန်းနဲ့လှုပ်ချမှုဖြစ်ခဲ့ပါတယ်။ အဲ့ဒီကလှုပ်ချန်တဲ့ခေါင်းဆောင်အောင်ဆိုရင် Chris Cox ဖြစ်ပြီးတော့ Chris Cox ကဆိုလို့ရှိရင် KGB ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့အဲ့ချိန်တုန်းက Boris Johnson ကတင်ကားပေါ်တက်ပြီးတော့လူတို့ကိုစီးယုံလုံးဆော်ခဲ့တာမလို့အာနာသိန်းနဲ့ပွဲအောင်မြင်ခဲ့ပါဘူး။တကယ်လို့အာနာသိန်းနဲ့သာအောင်မြင်ခဲ့လို့ရှိရင် KGB မှာအလုပ်ဖြုံနေတဲ့ပူတင်ဟာဆိုလို့ရှိရင် Taxi Driver ထွက်လို့ဖို့တီတူစဉ်းစားရတယ်ပြောပါတယ်။ဟုတ်ကောကိုစတဲ့နောက်မိုက်မှာဆိုလို့ရှိရင်ရုရှားနိုင်ငံမှာစီးပွားရေးချက်တွေဆက်ရောက်ခဲ့ပါတယ်။အဲ့တုန်းကပူတင်တို့အနေနဲ့ဆိုလို့ရှိရင်လည်း ရေးပေါ်ထားရတဲ့ရိတ်ခါတွေပါထုတ်ယူစားသောက်ရတဲ့အခြေအနေတွေဖြစ်ခဲ့ပါတယ်။ပူတင်တောင်းယူရတဲ့အပိုင်းတွေကကာစီနိုတို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့မျိုးငွေရပေါက်ရလာများတဲ့နေရာကိုသူကတောင်းယူထားတာပါ။တကယ်ပူတင်ကသူ့အိတ်ကတည်းထဲ့မယ်ဆိုလို့ချင်းဒေါ်လာတန်ပေါင်းများစွာသူ့အိတ်ကတည်းရောင်းနိုင်ခြင်းရှိပါတယ်။ဒါပေမဲ့ပူတင်ကအဲ့လိုမျိုးလုံးဝမလုပ်ခဲ့ပါဘူး။1996မှာတော့ Leningrad မှာရွေးကောက်ပွဲနောက်တစ်ကြိမ်ထပ်မံကျင်းပခဲ့ပါတယ်။ Putin ကဒီဒီချိန်မှာလည်းသူ့ဆရာ Sochev အတွက်မဲဆက်စည်းရုံးပွဲလှုပ်ဆော်ပေးခဲ့ပါတယ်။ software ပြိုင်ဘက်ကတော့ collab ဖြစ်ပါတယ် collab ဆိုရင်ပူတင်သာတကယ်လို့သူ့ဘက်ကိုပါမယ်ဆိုလို့ရှိရင်သူ့ရဲ့အရင်ယာတို့ဖြစ်တဲ့ဒူးမျိုးတော်ဝင်ယာတို့ကိုပေးမယ်ဆိုပြီးပူတင်ကိုစီရင်ခဲ့ပါတယ်တစ္ဆာရဲ့ပူတင်အားဆိုရင်သူ့ရဲ့စီရင်ရေးလုံးဝလက်မခံခဲ့ပါဘူးဒါပေမဲ့အဲ့ယူကောက်ဝင်မှာတော့ collab ကနိုင်ရရှိခဲ့ပါတယ်ပူတင်ကတော့အဲ့ချိန်မှာအလုပ်လက်မဖြစ်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာတမရရုံရဲ့အုတ်ချွေဌာနအနေမှာဘူတင်ကိုလက်ထောက်အုတ်ချွေမှုလုပ်ဖို့အတွက်ကမ်းလှမ်းခဲ့ပါတယ် အလုတ်ကြောင်းညသာရဖို့အတွက်မော်စကိုမှာရှိရသူ့ရဲ့အိမ်မှာသွားပြီးဆောင်ဆိုင်ခဲ့ပါတယ်။ဒါပေမဲ့နလကြာရဲ့ဒီအလုတ်အကြောင်းကြားစာမပို့ခဲ့ပါဘူး။အဲ့ချိန်မှာလည်းပူတင်ကန်ဆိုးရှင်တော့သူ့ရဲ့အိမ်ကလည်းမီးလောင်သွားခဲ့ပါတယ်။အဲ့မီးလောင်သွားဆိုလို့ရှင်သူ့မှာစုဆောင်ထားတဲ့ဒေါ်လာ9000လည်းပါသွားခဲ့ပါတယ်။ဒေါ်လာ9000သူ့ရဲ့အခန်းကောင်းရင်မှာသူတင်တာဖြစ်ပါတယ်။အဲ့ခေတ်တုန်းကရုရှားနိုင်ငံမှာဗန်နေပြည်သူတွေကတိတ်မယုံကြည်ကြပါဘူး။အဲအားကြောင့်မလို့ငွေသားကိုပဲတင်စီထားဖြစ်ပါတယ်။ ။နင်ကမီလောင်နေချိန်တော့ဆိုရင်သူ့ရဲ့ဒေါ်လာ9000နှမျောတာမလို့မီတော့တဲ့မှာသွားယူဖို့ဒီစဉ်းစားခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့အတက်နဲ့ရင်ရမှာဖြစ်တဲ့ကြောင့်ပူတင်ကလက်လျှော့ခဲ့ရပါတယ်။အလောက်ကပြုတ်အင်ကမီလောင်စူရာရဲ့ပစံလေးတွေကလည်းပါသွားနေအဲ့ချိန်မှာတော့ပူတင်ရဲ့အတက်က44နှစ်လောက်ရှိနေပါတယ်။ပူတင်မော်စကိုမှာဘာကြောင့်လုံးမရခဲ့လဲဆိုလို့ရှိရင်တမနာအုပ်ချုပ်ရေးရုံးရဲ့အကြီးဆုံးတာဝန်ယူထားတဲ့ချူပတ်အကသူ့ကိုပယ်ရှားခဲ့တာမလို့ပါ။အားနဲ့ပူတင်လှုပ်ထက်ရှာပြီးတော့နောက်ဆုံးမှာတော့သူ့တင်ငင်တယောက်ရဲ့အဆက်အသွယ်နဲ့ ဝင်ကြီးချုပ်ဗီတာရီလောက်မှာလောက်ရခဲ့ပါတယ်။ဒီလိုလောက်ရခဲ့တာသူ့ဘဝရဲ့ကြီးမားတဲ့အကြောင်းလေးတစ်ခုဖြစ်စေခဲ့ပါတယ်။နောက်ပိုင်းမှာသူယာရုရဲ့တဆင်းတဆင်းတက်ခဲ့ပြီးတော့သမရလက်ထောက်ယာရုကနေမှာသမရယာရုထိပါတန်းလန်းနိုင်ခဲ့ပါတယ်။ဘူတင်ရဲ့နီးစက်တဲ့လူကြီးပြောပြတဲ့ဘူတင်ထူးခြားရဲ့ရည်ချင်းကတော့သူ့ရဲ့ထက်လူကြီးသဘောကျလာအောင်သူလှုပ်ရတတ်လို့သူ့ယုံကြည်လာအောင်လည်းသူလှုပ်တတ်တာပါပဲ။နောက်ပြီးပူတင်ကိုယ်တိုင်ရေးထားတဲ့ထုတ်ပတ်တီထဲမှာဆိုလို့ရှိရင်သူ့ရဲ့တစ္ဆာတရားကိုခံယူချက်ကိုသူရေးထားပါတယ် သူရေးထားတာအတော့ကျွန်တော်မှတငယ်ချင်းတွေအများကြီးရှိပါတယ်ဒါပေမဲ့အရင်ဆုံးတငယ်ချင်းတွေကတော့နည်းနည်းပဲရှိပါတယ်အဲ့ဒီတငယ်ချင်းတွေကကျွန်တော်ဘောဘေတော်မှတစ္ဆာမဖောက်သလိုကျွန်တော်ကိုယ်တိုင်လည်းသူတို့ဘောဘေတော်မှတစ္ဆာမဖောက်ပါဘူးတငယ်ချင်းချင်းချင်းဖြစ်ပါလျင်နဲ့ဘာကြောင့်မို့တယောက်ကိုတယောက်တစ္ဆာဖောက်လဲဆိုတာကျွန်တော်တကယ်ပဲနားမလည်နိုင်ပါဘူးဆိုပြီးသူ့ရဲ့ထုတ်ပတ်တီမှာရေးထားခဲ့ပြီပါပူတင်ကသူ့ဘောတစ္ဆာဖောက်သူမှမများဘူးဘေတော်မှခွင့်မလို့တတ်တယ်လို့မျိုးသူကိုယ်တိုင်ကလည်း သူ့တငယ်ချင်းတွေပေါ့ဘယ်တော့မှတစ္ဆာမဖောက်ခဲ့ပါဘူးဘူတင်ရဲ့အိတ်ခံချက်တွေကပဲသူ့ကိုထိတ်ဆုံးလေးရအောင်ပို့ဆောင်ခဲ့လို့ကျွန်တော်ကတော့မြင်ပါတယ်ဗီဒီယိုလေးအဆုံးထိကြည့်ပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ရပါတော့အားလုံးပဲတက်တာ